ားလုံးပဲမင်္ဂလာပါ Moonin Vlog ကနေပြန်လိုက်ကြိုဆိုပါတယ်ဒီခေါက်ပြောပြမယ့်အကြောင်းအရာလေးကတော့ပြုံးလေးအကြောင်းဝင်ဖြစ်ပါတယ်ဆိုတော့အပြုံးလေးတွေကပြုံးဘလို့ပြုံးလေးရှိတယ်နောက်ပြီးတော့ဘလို့ပြုံးရင်လှလဲနောက်ပြီးတော့ဘလို့အကြောင်းတရားတွေကဘောပြည့်တည်ဆုံးတဲ့အပြုံးဖြစ်စီရလဲဆိုတဲ့အကြောင်းလေးပြောမှဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်အပြုံးလေးတွေပေါ့နော်အပြုံးဆိုတာဘလို့ဟာမျိုးကိုပြောတာလဲဆိုရင်လှတယ်လို့ယူဆကြလဲဆိုလို့ရှိရင်ပေါ့နော်သူကဒီတွားလေးတွေစီနေမယ်ဒီနှကန်းလေးတွေ အခန်းအလီတော်မှာရှိရသွားလေးရ harmonize ဖြစ်နေမယ်ဆိုလို့ရှိရင်ဒီပြောလှရလူစားကြရပေါ့နော်။နောက်ပြီးတော့လူတယောက်နဲ့တယောက်နှုတ်ဆက်တဲ့အခါကျရင်ဘယ်ကိုကြည့်ရများလဲဆိုရင်မျက်လုံးနဲ့နှာခမ်းကိုကြည့်ရများပေါ့။အဲ့တော့ပို့ပြီးတော့များတာဒီနှာခမ်းလေးကိုပို့ပြီးကြည့်ရများ။အဲ့တော့ဘလို့အပြုံးမျိုးစားလေးရှိလဲဆိုလို့ရှိရင်ပထမဆုံးတယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်တဲ့အခါမှာပေါ့နော်။နှခမ်းလေးအပေါ်နှခမ်းလေးတန်းသွားယုံလာပေါ့ဒီနောက်ကျမတို့ commercial လို့ခေါ်တယ်အဲ့ဒါလေးတန်းသွားယုံလာလေးပြုံးပြီးနှုတ်ဆက်တာ commercial smile ပေါ့နော်အဲ့တော့ ဲ့ဒါလေး Monalisa smile လို့လည်းခေါ်တယ် Monalisa ကသူပြောတဲ့အခါမှာသွားမပေါ်ဘူးလေအဲ့လိုအဆင်ကစရတယ်ပေါ့နောက်ဒုတိယအဆင်ကဘာလဲဆို social smile ပေါ့ social smile ကအခုဟိုတော်တော်များများဓပုံရိုက်ပြီးဆိုရင်ပြုံးတဲ့အပြုံမျိုးပေါ့နော်ဘယ်လိုဟာမျိုးဆို test space smile လို့ဆို test space ဆိုတာဘယ်လိုဟာမျိုးလဲဆိုရင်ဒီတဒက်လေးပေါ့တဒက်လေးပေါ်ရဲ့ပေါ်လောက်ယုံပြုံးတာပေါ့နော်ဒီလိုလေးဒီနောက်ရနေရှိတော်လေးပေါ်လောက်ယုံပြုံးတာပေါ့ အဲ့ဒါလေးကတော့ social smile လို့ခေါ်ရတယ်။ Now အဲ့ဒါကကြတော့တကယ်စိတ်နဲ့စိတ်ကဟိုပြုံးတဲ့အချိန်မှာလူကသိတယ်လူလူလှုပ်တဲ့အပြုံးပေါ့။ကိုမသိလိုက်ပဲနဲ့ပြုံးလိုက်မိရဲ့အပြုံးပေါ့။အဲ့ဒါမျိုးကြတော့အပေါ်နှကန်းလှုပ်ရှားမှုအောက်နှကန်းလှုပ်ရှားမှုအကုန်ပါ။ဆိုပြောလိုက်ရင် white smile ဟိုခုလုံးတော်ရီကလုံးပေါ့မယ်။တဖုံးမိလဲပေါ့မယ်ပေါ့နော်။ ဆိုအဲ့လိုအပြုံးမျိုးကိုမှတကယ်အစ်စ်လို့ယူဆကြတာပေါ့နော်ဥမာဓပုတ်နေပါရင်တကယ်တည်းဟိုပို့ပြီးတော့တကယ်ပျော်နေတဲ့ခံစားချက်ကိုလိုချင်တယ်ဆိုလို့ရှိရင်တကယ်အတန်ထွက်ပြီးရီလိုက်တဲ့အပြုံးမျိုးပေါ့နော်အဲ့လိုအပြုံးမျိုးကို spontaneous smile ပေါ့ရုတ်တရက်ကိုကမသိလိုက်ဘဲနဲ့ရီလိုက်မိအောင် အဲ့လိုအပြုံးမျိုးမှာတကယ်လှရတယ်ပေါ့နော်ယူဆရတယ်ကျမတို့အနေနဲ့ဒီသွားဆရာဝင်နေလူတယောက်ကိုကုသမှုပြုရမယ့်အခါမျိုးဆိုလို့ရှိရင်လည်းအဲ့လိုအပြုံးမျိုးပြုံးခိုင်းပြီးတော့ဒီလူရဲ့အနေထားပေါ့နော်ဒီသဖို့အနေထားအဲ့ခါကျရင်ပေါ်တဲ့သွားအနေထားဒီသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နှက်ခမ်းအနေထားအားအကောင်လုံးကြည့်ပြီးတော့မှပဲဒီလူရဲ့အပြုံးအစစ်ကိုရရလို့ယူဆတာပေါ့နော်ဆိုတော့အခုနောက်လိုမျိုးဟိုပေါ့ဒီအကောင်လုံးပေါ်တဲ့အပြုံးမျိုးမြင်များပြောမှုလို့ရတယ်ပေါ့ ဘလို့အပြုံးကပို့ပြီးတော့ပြည့်စုံတဲ့အပြုံးမျိုးလဲဆိုလို့ရှိရင်ပထမဆုံးကတက်ကိုကြည့်ပြီးဆိုလို့ရှိရင်သူရဲ့ macro aesthetic ဆိုတာဘယ်လိုလဲဒီခလုံးချုပ်ပြီးကြည့်ရပါတော့သူရဲ့အယိုးပုံစံပေါ့နော်အယိုးပုံစံပြီးပြီးသွားလို့ရှိရင်သူရဲ့ mini aesthetic ဆိုတာရှိရင် mini aesthetic ဆိုတာဘယ်လိုမျိုးလဲဆိုရင်သွားတွေရဲ့ inclination ဆိုတာသွားတွေစောင်းတဲ့ပုံစံနေနောက်ပြုံးတဲ့အချိန်ကျရင်ဒီသွားရဲ့ဒီအတန်းရီလိုက်တဲ့အတန်းကဒီနှာခမ်းကိုကိုက်မကိုက်နောက်ပြီးသွားလို့ရှိရင်ဒီသွားတွေနဲ့ရီလိုက်တဲ့အချိန်မှာဒီကလေးနဲ့ဒီနားမှာ လက်နေတဲ့နေရာလေးတွေကသွားနဲ့ပြည်နေလားမပြည်နေလားအဲ့လိုမျိုးတွေလည်းကြည့်တယ်။နောက်ပြီးတဲ့ခါကျလို့ရှိရင်သွားတချောင်းချင်းစီရဲ့ size ပေါ့နော်။အဲသွားရှေ့သွားလေးကအကြီးဆုံးဖြစ်ရမယ်။သူ့ရဲ့နောက်မှာရှေ့ဟာတေး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 သွားရမယ်ပေါ့နော်။နောက်ပြီးတော့ညီလိုက်တဲ့အချိန်ကျရင်ဒီအပြုံးကတစ်ဖက်နဲ့တစ်ဖက်နော်တက်တာညီညီပေါ့နော်အဲ့ဒါကြီးလည်းကြည့်ရဲနောက်ဆုံးကကြတော့ဒီသွားလေးတစ်ချောင်းချင်းစီရဲ့ အရွယ်အစားတွေပါမယ်သူတို့ရဲ့ shape လေးပေါ့နော်ရှင်လေးတောင်လေးလားအလုံးလေးတွေလားအဲ့ဒါတွေအစားနောက်ပြီးရင်သူတို့ရဲ့အရောင်ပေါ့နော်ကာလာအဲ့ဒါတွေအစားအကုန်လုံးကျမတို့ကကြည့်ရတာပေါ့နော်အဲ့တော့ကြည့်ရတဲ့ဆံမှာတချို့တွေကြတော့ကြည့်လိုက်တဲ့အချိန်တိုင်း monic ဆိုလို့ရှိလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်နှစ်ခန်းတက်တဲ့ပုံစံကျမတို့တစ်ခါကပိုတက်တယ်တစ်ဖက်ကအဲ့လောက်မတက်ဘူးပေါ့နော်ပြီးတော့ရင်တော့ရဲ့ဒီပေါ်နဲ့အောက်နဲ့စုံတဲ့နေရာပေါ့စုံတဲ့နေရာဆိုလဲ monic ဆိုလို့ရှိရင် တစ်ဖက်နဲ့တစ်ဖက်မညီဘူးဘာလို့မညီညီလိုက်လို့ရှိရင်နည်းနည်းဒီ mid line ပေါ့အလဲတက်တက် mid line လေးကနည်းနည်းလေးစောင်းနေဘာလို့စောင်းနေရလဲဆိုရင်ငယ်တော့သွားတစ်ချောင်းနှုတ်ထားပြီးတော့ပြန်မဆိုင်တဲ့ခါကျသွားရရင်သွားတာပေါ့နော်ရရင်သွားရတယ်နောက်ပြီးတော့မနေ့မှဆိုလို့ရှိရင် CD line ဒီဘက်မှာတက်တက်ပါတယ်တက်တက်ပါတယ်ပေါ့နော်အခုနပြောတဲ့ offer smile ဆိုတာကတကယ်ပြည့်စုံတဲ့ပြုံးဆိုတာအခုနပြောတဲ့အချက်တွေအကုန်လုံးကကောင်းနေမယ်ပြည့်စုံနေမယ်သွားရလဲတန်းနေအောင်မျိုးခေါ်တာပေါ့နော်အခုနအချက်တွေကပြည့်စုံဖို့လဲလိုတယ်မနေ့မှဆိုလို့ရှိရင်လဲအားနေချက်လေးရှိရဲဒါပေမဲ့ ပြောင်းနေဖို့ကတော့ပုံပြီးအရေးကြီးတာပေါ့နော်အပြုံးဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ဘာလို့တောင်ခေါ်ကြလဲဆိုရင်ဒါ business ကသဘောပေါ့ဒီလူတစ်ယောက်ကိုစကြည့်လိုက်ပြီးဆိုတာ ਨੇ ဟာဒီလူရဲ့အပြုံးကိုစပြီးတော့မြင်မိတာပေါ့နော်ကိုကိုကိုပေါ့နော် confidence ရှိရှိနဲ့ဟိုယုံကြည်မှုရှိရှိနဲ့ပေါ့နော်ပြုံးနိုင်ဖို့လိုတယ်ခုနမောနိပြောသားအချက်တရားအများကြီးပဲပေါ့တကယ်ပြည့်စုံတဲ့အပြုံးတစ်ခုဖြစ်ဖို့ဆိုတာပေါ့နော်ဒါပေမဲ့ခုနကလိုမျိုးဒီ theory နဲ့စဉ်းစားနေတာထက်စားလို့ရှိရင်ကိုကိုကို ယုံကြည်မှုရှိပါဖို့အရေးကြီးတယ်။အမွန်နဲ့ဆိုလဲအားနဲ့ချက်လေးရှိရပါတော့။ဒါပေမဲ့အရင်တော့ဆိုရင်သွားကြီးထွက်နေရအောင်မကြိုက်ဘူး။ဒီအရှိထွက်နေကိုယူစားရဲ။နောက်အဲ့လိုသွားဒီဘက် mid line ဆောင်းနေရပါတော့မတည့်တာဘူး။မကြိုက်ဘူးပေါ့။ဒါပေမဲ့အခုကိုကိုကိုပေါ့နော်။နောက်ပိုင်းအသက်ငယ်ငယ်တုန်းကတော့မရှိလို့ရှိရင်ခုနလိုမျိုးဟုတ်တော့မပေါဖုံဖုံကြီးရှိတယ်ပေါ့အခုနောက်ပိုင်းကျတော့ကျောင်းမှာလဲစာသင်တဲ့အချိန်မှာအမစာသင်ရအမတက်တက်လေးပါရင် ဒီ main ကလေးပေါ့နော် main ကလေးတက်ကတက်ပါလို့ရှင်ပို့ပြီးတော့ယောက်ျားဟဆန်တဲ့ဘက်ကိုပို့သွားတယ်ပေါ့နော်ဟာအခုကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ကို့မှာပါတဲ့ခုနလိုမပြည့်စုံတဲ့အချက်လေးအားနည်းချက်လေးပေါ့နော်ကိုကလက်ခံလာတယ်ပို့ပြီးတော့ဟောဒါလေးဒီအချက်လေးတွေရပါပဲ ငါ့ကိုငါဖြစ်စေရပါတော့ကိုကိုကိုဖြစ်စေရတဲ့ပုံမျိုးပေါ့နော်ဟိုတချို့တော်တော်များများလဲဥမာပေါ့ရှေ့သွားလေးကျဲနေရလေးရှိမင်းအဲနောက်တဒတ်လေးရှိနေကြမင်းပြီးတော့ရင်သွားပေါ်ရင်နောက်မကြိုက်တဲ့ချက်တွေကတော့အများကြီးပဲပေါ့နော်တဖုံးနေပေါ်နေတာတို့အဲ့ဒါတွေရှိပြီမဲအဲ့ဒါတွေကိုပြောမယ်ကိုကမကောင်းလို့စိတ်ရယူဆောက်မယ်လေဒါရေရုံမှုပြုံးနိုင်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘူးကိုကရေရုံမှုမပြုံးနိုင်ဘူးအာလူတွေရှိမှသွားပေါ်လောက်တဲ့အထီကို မရေဖြစ်ဘူးမပြုံးဖြစ်ဘူးဆိုရင်တော့ဒါဒါကခုနပြောတဲ့ facial attractiveness လည်းမရှိဘူးဖြစ်သွားမယ်ပြီးသွားလို့ရှိရင်ဒီ psychology သဘောတရားပေါ့နော်ဒီကိုယ်စိတ်အနေရလဲနေလဲဘယ်လိုပြောမလဲကိုယ့်ကိုယ်ကိုမကျေနပ်တဲ့စိတ်တွေဖြစ်လာရလို့ယူဆလို့ရရပေါ့အဲ့လိုအချိန်မျိုးဆိုရင်တော့ခုနလိုမျိုးကိုယ်မှာရှိနေတဲ့ဟာအားနည်းချက်တွေကိုပေါ့နော်မကျေနပ်ဖို့ပြင်ကျင်နေဆိုရင်တော့ဒါကတော့ဆရာဝန်နဲ့တိုင်ပင်ရမှာပေါ့နော်အခုနောက်ပိုင်းမှာလည်းဟိုကုသမှုတွေကတိုးတက်လာတဲ့ခါကျတော့ပြည့်ပြည့်စုံနေပေါ့နော်အပြုံးတစ်ခုပေါ့နော်ဖန်ပြီးဖို့ကလွယ်တယ်ခုနလိုမျိုးကိုယ့်ရဲ့ ဒီအပြုံးကိုပေါ့နော်မကျေနပ်ဘူးပို့ပြီးတော့လှကျင်တယ်ပေါ့နော်ဟိုတောက်ပြီးတော့ကိုကိုကိုဒီယုံကြည်မှုရှိရှိနဲ့မရှိနိုင်ဘူးမပြုံးနိုင်ဘူးဆိုလို့ရှိရင်လည်းပြုပြင်လို့ရတယ်ပေါ့နော်အခုဟိုဒီကုသမှုတွေကလည်းတိုးတက်လာပြီဆိုတော့သွားဘက်ဆိုင်ရာဆရာဝန်ပဲဖြစ်ဖြစ်ဒီမျက်နာနဲ့မေးဦးကုသမှုပေါ့နော်ဆရာဝန်နေပဲဖြစ်ဖြစ်ဒီအလားပါနဲ့ဆိုင်နေဆရာဝန်နေတဲ့အတိုင်းပြီးတော့လုံလရကုသမှုတွေမှာအများကြီးပဲပေါ့နော်ဘလို့ဟာမျိုးတွေရှိလဲဆိုရင်သွားကျဲရယ် ဆိုလို့ရှိရင်ဒီအပေါ်ကနေပြီးတော့လေဆာနဲ့သွားပါရဲကုသမှုတွေရှိရဲ။သွားဖြူခြင်းနဲ့ဆိုလို့ရှိရင်လည်းသွားဖြူအောင်လုပ်ပြီးကုသမှုတွေရှိရဲပေါ့နော်။သွားမညီဘူး။သွားလေးကျဲနေရဲ၊သွားလေးမောက်နေရဲပေါ့နော်။အဲ့လိုဆိုရင်လည်းသွားနှိကုသမှုယူလို့ရတယ်။နောက်အမျိုးမျိုးပဲပေါ့နော်။နှာခမ်းတွေကိုဟို filler ထိုးရတာပေါ့။အဲ့လိုမျိုးတွေလည်းအများကြီးပဲ။ဆိုတော့အဲ treatment တွေကတော့နောက်ပိုင်းရွေးစရာတွေလည်းများလာတယ်ပေါ့။များလာတယ်ဆိုတော့ဒီကိုကြိုက်တဲ့ကိုလိုအပ်တဲ့ဟာကိုသွားပြီးတော့ဆောင်ရွက်နေတိုင်းပြီးပေါ့လေ။ ခုလို့ရတယ်ပေါ့နော်မွနေ့အခုဒီ vlog ကိုလုပ်ဖျားရည်ပြီးရက်ကတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အနှစ်ချုပ်အနေနဲ့ပြောရရင်ပေါ့နော်ဘယ်လိုအခြေအနေမျိုးမှာပဲရှိဖြစ်ကိုကိုကိုယုံကြည်မှုရှိရှိနဲ့ပြောမှာရည်ပါအကယ်မဟုတ်ဘူးကိုကတော့ယုံကြည်မှုမရှိဘူးကိုကိုကိုလှဘူးလို့ထင်နေလို့ရှိရင်လည်းဆရာမနေနဲ့တိုင်ပင်ပြီးရောဆွေးနွေးပြီးရောကုသမှုယူပါ ပြီးတော့လို့ရှိရင်လူတစ်ယောက်စီတိုင်းမှာပေါ့နော်ကိုယ့်ရဲ့ individual ပေါ့တစ်ယောက်တစ်မျိုးစီအပြုံးလေးရှိကြတယ်လူတိုင်းလူတိုင်းကဂုံပြပြည့်စုံနေတဲ့အပြုံးကြီးရှိမှမဟုတ်ဘူးကိုယ်မှာဒီ flaws လေးတွေရှိရယ်ကိုယ့်ရဲ့အားနည်းချက်လေးတွေပေါ့ဒီအားနည်းချက်လေးတွေကိုလက်ခံပြီးတော့လဲလှအောင်နေလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောရင်းနဲ့ပဲဒီ vlog လေးကိုဒီကုန်းချုပ်ပါတယ်အားလုံးပဲမြုံချေမှုရှိရှိလုပ်နိုင်ကြပါစေ